ဆော်ဒီပရိုလိကလပ်အယ်လီဟီရဲ့အတင်အားဘရူနိုဖာနန်ဒက်စ်ကိုလာမယ့်နေရာဒီမှာခေါ်ယူဖို့စိတ်ဝင်စားနေပြီမြင်ယူနိုက်တက်အတင်အားသူတို့ရဲ့အတင်ကောင်းဆောင်ကိုရောင်းချဖို့ယူရထားတာမရှိတာဖြစ်ပါတယ်အယ်လီဟီလည်းအတင်အားနေရာဒီမှာကျယ်ပွင့်ကစားသမားတဦးကိုခေါ်ယူဖို့အတွက်ငွေကြေးအများပြားတုံးဆွဲဖို့စီစဉ်နေတာပါအရှိအလေပိုင်းသတင်းတွေမှာဘရူနိုဖာနန်ဒက်စ်ရဲ့ကိုယ်စားလှယ်တွေကတနင်္လာနေ့ကအယ်လီဟီရဲ့အတင်နဲ့ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်အယ်လီဟီရဲ့အတင်နဲ့ဘရူနိုဖာနန်ဒက်စ်ရဲ့ကိုယ်စားလှယ်တွေကပြီးခဲ့တဲ့နှစ်ကတည်းကဆက်သွယ်မှုတွေရှိခဲ့ကြတာပါဒါပေမဲ့ဘရူနိုဖာနန်ဒက်စ်ဟာယူနိုက်တက်အတင်နဲ့2029ခုနှစ်အထိစာချုပ်တက်တန်း တူခဲ့ပြီးစာချုပ်ကုံဆုံးချိန်မှာနောက်ထပ်တစ်နှစ်တက်တန်းတူခင်ပါဝင်နေတာဖြစ်ပါတယ်ပေါ်တူဂီကွင်းလယ်လူဟာတရားဒီမာယူနိုက်တက်အသင်းအတွက်ခြေစွမ်းပြသနေတာဖြစ်ပြီးပြိုင်ပွဲစုံ16ကိုအတွင်းယူကဂိုးဖန်တီးမှု18ချိန်ပြုလုပ်ထားတာဖြစ်ပါတယ်ယူနိုက်တက်အသင်းနီးပြအာမိုရင်ဟာအသင်းကိုပြန်လည်တည်ဆောက်ဖို့ပြင်ဆင်နေတာကြောင့်ဘရူနိုဖာနန်ဒက်စ်ဟာအသင်းရောင်းချပွဲမရှိတဲ့ကစားသမားအနေငယ်တွေကတူဦးဖြစ်ပါတယ် United သတင်းရင်းမြစ်တွေကအသင်းဟာ Bruno Fernandes အတွက် Elie လည်းအသင်းစီကနေတရားဝင်ကန့်လန့်မှုများရှိထားတယ်လို့ကန့်လန့်ခဲ့ရင်လည်းရောင်းချပွဲမရှိဘူးလို့ပြောထားတာပါအခုရာသီအစောပိုင်းမှာ Bruno Fernandes ဟာရာသီကုန်ရရဲ့အသင်းထံပြောင်းရွှေ့ဖို့ချိတ်ဆက်မှုတွေရှိခဲ့ပေမယ့်နီးပြအမူရင်ကဒီသတင်းတွေကိုညှင်းဆန်ခဲ့ပြီးသူ့ကိုထွက်ခွာခွင့်ပေးမှာမဟုတ်ဘူးလို့ပြောထားကြောင်းမီဒီယာသမားတွေနဲ့တွေ့ဆုံချိန်မှာဖွင့်ဟခဲ့ပါတယ်။အလီလည်းအသင်းအား FIFA Club ကမ္ဘာဖလားမတိုင်ခင်မှာနာမည်ကြီးကစားသမားခေါ်ယူနိုင်ဖို့ပြင်မှတ်ထားနေတယ်လို့ ထွက်ခွာသွားတဲ့နီးပြ George Jesus ရဲ့နေရာမှာအစားထိုးဖို့ကိုလည်းအာရုံစိုက်နေတာပါ United အသင်းအားဒီကြားရဲ့အထက်မှာ Europa League Semi Final ဒုတိယကြော်ဖြစ် Bilbao အသင်းကိုအင်္ဂွင်းလက်ခံရှင်မြန်ရမှာဖြစ်ပါတယ်